ပရိသတ်တို့အားလုံးပဲမင်္ဂလာပါခင်ဗျာကျွန်တော်အန်ခင်မူပါဇရောပကြသေးကြပါတေးဆပ်ပြီးစီးသွားခဲ့တယ်အနောက်ရကိုခီးသွားတဲ့မှတ်တမ်းမှာတော့ဖြင့်ဇာတော်ဝူခုံပါကျဲဇာဝူကျုံတို့တတိုက်ဟာဂျန်ဇာတော်တွေကိုပြစ်ပြီးတော့ပြန်လာခဲ့ပြီပဲဖြစ်ပါလေဇရောအသွားရှိရပြန်ရှိရမယ်ဆိုသလိုပဲအနောက်ရကိုခီးသွားပြီးတော့ပြန်လာခဲ့တဲ့မှတ်တမ်းကိုတော့တေးဆပ်ပြီးသွားမှာဖြစ်ပါလေခင်ဗျာဒါတော့ channel ကို subscribe လုပ်ဘေးနာခေါင်းလုံးနှိပ်ပြီးရောဇုံခုံတို့ရဲ့ဗျံခီးကိုစတင်လိုက်ကြအောင်ပါ ီပိုင်းဆောင်မတော်ဆုံးခုံးဟာနတ်စစ်သားတွေရဲ့အကူအညီနဲ့ဇာတော်ဖမ်းထားတဲ့ကျွဲမိတ်စာကြီးကိုလာအောင်တိုက်ခိုက်ကြပါလေကျွဲမိတ်စာကြီးကအလွန်အစွမ်းထနေရာတောင်နတ်တို့ရဲ့လက်နက်တွေနဲ့ဝူခုံးရဲ့တန်တုပ်ကိုပါမှသွားခဲ့တာပါဇုံခွာကျွဲမိတ်စာကြီးသွားပြီးတော့သူ့ရဲ့တန်တုပ်ကိုပြန်ယူလာပါလေတခြားနတ်သားတွေကသူ့ရဲ့လက်နက်တွေကိုပြန်ယူမလာဘဲကိုယ်လက်နက်ပဲကိုပြန်ယူလာတဲ့ဝူခုံးကိုပြစ်တင်ပြောဆိုနေကြပါလေနတ်သားတွေကလည်းနောက်တစ်ခါပြန်သွားမှသူ့ရဲ့လက်နက်တွေပြင်ကျွဲကြီးရဲ့တန်လိုက်စာကွင်းကိုမှပြန်ခိုးလာဖို့ကြံပေးလိုက်ပါလေဇုံခွာကျွဲမိတ်စာကြီးရဲ့ဂူလဲကိုပြန်ဝင်သွားပြီးတော့ အိပ်ပျော်နဲ့ကျွဲမိတ်ဆာရဲ့တန်လိုက်ကွင်းကိုခိုးယူဖို့ကြိုးစားပါတော့လေကျွဲမိတ်ဆာရသူ့ရဲ့တန်လိုက်ဆွဲအားဆက်ကွင်းကိုအမြန်ပြန်ကင်ထားလိုက်ပါလေဝုခွန်ကသူ့ကိုယ်သူပိုးကောင်ဟန်ဖန်ဆင်းပြီးတော့အိပ်ပျော်နဲ့ကျွဲမိတ်ဆာရဲ့အနာကိုရောက်အောင်သွားပါလေဇုံခွန်ကအိပ်ပျော်နဲ့ကျွဲမိတ်ဆာရဲ့အိမ်မရအောင်တကြီးကြီးလှုပ်လိုက်ဟိုကြားဝင်လိုက်ဒီကြားတိုးလိုက်နဲ့ကိုယောင်ဖြောက်လိုက်နှောက်ရက်နေပါလေဒါမှလည်းမူးနေကျွဲမိတ်ဆာရဲ့သူ့ရဲ့တန်လိုက်ဆွဲအားကွင်းကိုတခြားကလေးမှလုံမပေးရဲနဲ့စုပ်ကင်ထားပါလေနောက်တော့မှဝုခွန်ကမတက်တာတဲ့ဇုံကျွဲမိတ်ဆာကြီးခိုးယူထားတယ် လက်နက်တွေအကုန်ပြန်ယူလိုက်ကစတင်တိုက်ခိုက်ပါတော့တယ်။ဝူခွန်ကနတ်တငယ်တပ်သားတွေရဲ့လက်နက်တွေကိုဆွဲကိုင်းပြီးတော့တိုက်ခိုက်ပါတယ်။ဝူခွန်ရဲ့လက်ချက်နဲ့လိုင်းကူနိုင်ရံတွေရာမီးတွေဆွဲလာပြီးကျွဲမိန်စာကြီးရဲ့တပည့်တွေကလည်းစိုးဝင်ခွန်ဝိုင်းဝန်းတိုက်ခိုက်ကြတော့တာပါ။လိုင်းကူနိုင်ရံတွေရာမီးဆွဲလာတာကြောင့်အပူချိန်မြင့်တက်လာပြီးတော့ပူလောင်လာပါတော့တယ်။လိုင်းကူခန်းထဲမှာပိတ်မိနေဆရာတော်ထံနဲ့ပါကျဲစားဦးခြင်းတော့နိုင်ရံတွေရဲ့ပူချိန်တွေကြောင့်ပူလောင်အိုက်ဆက်လာကုန်ကြပါတယ်။ဝခွန်လည်းလိုင်းကူတဲ့ဝင်ခဲ့လိုက်ကျွဲမိန်စာကိုမိနဲ့တိုက်မယ်လို့ဆိုရင်လည်းကျွေးကြော်ကတိုက်ခိုက်နေခဲ့ပါတယ် အိမ်ပြောင်းနဲ့ကျွဲမိစာကြီးစီကိုတပည့်တယောက်ကရောက်လာပြီးတော့ဝူခုံးလက်နက်တွေခိုးသွားကြောင်းကိုလာပြီးတော့ပြောပါတော့တယ်ကျွဲမိစာကြီးကလည်းစုံဝူခုံးကိုဒီနေ့တမရမယ်လို့ပြောလိုက်ပြီးတော့လော်တော့ဆဲထန်ကိုတော့စီသွားကြည့်ရမယ်လို့ပြောကာထွက်သွားခဲ့ပါတယ်ဝူခုံးကလည်းဆရာတော်ကိုကဲဒီနေ့ချိန်မှာကျွဲမိစာကြီးနဲ့အဖွဲကရောက်လာခဲ့တာကြောင့်ဝူခုံးလည်းလိုင်ကူမျက်နှာချက်ကိုဖောက်ကာထွက်ပြေးသွားပါတော့တယ်ထန်ကိုတော်ကလည်းသူတို့မကဲဒီမဲ့ထွက်ပြေးသွားတဲ့ဝူခုံးကိုကြည့်ကစိတ်ပြတ်အာရော့သွားခဲ့ပါတယ် ကျွေးမိစာရထန်ကိုတော့ကိုလက်ညှိုးနဲ့ငေါကောက်ထိုးပြီးတော့ဇုံကုံကထန်ကိုတော့လာခဲ့တာလားဆိုပြီးတော့မေးလိုက်ပါလေ။ဆရာတော်ထန်သူ့ကိုလက်ညှိုးငေါကောက်ထိုးနေတဲ့ကျွေးမိစာရကိုရှောင်းရင်းနဲ့ဖင်ထိုင်ကြသွားခဲ့ပါလေ။ပါကျဲလည်းတကူလုံးပြာမကြချင်းသူတို့ကိုမြမြလှုပ်ပေးလိုက်ဖို့နဲ့သူတို့လွယ်လွယ်တက်လို့မရတဲ့အကြောင်းကိုပြောလိုက်တာပါ။ကျွေးမိစာကြီးကလည်းဖစားပိတ်မထားရင်နှာခေါင်းအရင်ဖြတ်ပြီးတော့ငါတုပ်စားပလိုက်မယ်လို့ချိန်ချောက်လိုက်ပါလေ။ဝနရသုတ်ဆွဲခြင်းနေတဲ့ကျွေးမိစာကြီးကသူတပည့်တွေကိုထန်ဆန်းကိုသေးချာကြည့်ဖို့မှားလိုက်ကပါကျဲကိုလည်းစိတ်လျှော့လိုက်တော့လို့ပြောလိုက်ပါလေ။ ဘာကျဲကကျွဲမိတ်ဆောင်နွားကြီးကျွဲကြီးဘာကောင်းမှမသိဘူးလို့ဆဲဆိုလိုက်ပါလေဆရာတော်ထမ်းဘာကျဲကိုမဆဲဖို့တားဆီးကဆဲလို့ရှင်ကျွဲမိတ်ဆာပို့ပြီးတော့ဆိုးလာလိမ့်မယ်အကြောင်းကိုပြောလိုက်ပါလေတို့နဲ့ကျွဲမိတ်ဆာကြီးနဲ့အဖွဲအလိုင်းကူတဲကနေထွက်ပြီးတော့ဇုံခွန်ရဲ့နောက်ကိုလိုက်လံတိုက်ခိုက်ကြပါတော့တယ်အဲဒီအချိန်မှာပဲကိုရဲ့လက်နက်ကိုပြန်ရာသွားပြီတဲ့နတ်စစ်တီတပ်ဖွဲ့ကလည်းကျွဲမိတ်ဆာကြီးရဲ့အဖွဲကိုပြန်လှည့်ပြီးတော့တိုက်ခိုက်ကြပါတော့တယ်နတ်စစ်တီအဖွဲနဲ့ကျွဲမိတ်ဆာကြီးတို့အဖွဲဟာအဲ့ဒီတောအုပ်ထဲမှာပဲအချိန်နဲ့ရှင်းပြိုင်တိုက်ခိုက်ကြုံနေကြတာပါ ဇုံခုံတဲ့နတ်ငယ်ဒီကြားဟာကျွဲမိတ်စာယူနှစ်ယောက်တယောက်တိုက်ခိုက်နေကြရပါလိမ့်။အဲဒီချိန်မှာပဲကျွဲမိတ်စာကြီးကတန်လိုက်ဇကွင်းဆွဲဟာပြင်းဆွဲတိုင်းကိုပြန်လှည့်ပြီးတော့ထုတ်သုံးလိုက်ပါလိမ့်။နတ်စီတီအားလုံးရဲ့လက်နက်တွေအားလုံးကတန်လိုက်ဇကွင်းဆွဲဟာပြင်းတိုင်းကိုရှေ့မနိုင်တာကြောင့်တန်လိုက်ဇကွင်းအဝိုင်းတွင်းကိုရောက်ရှိလို့သွားရပါတော့တယ်။ကျွဲမိတ်စာကြီးကလည်းဇုံခုံကိုဟမ်မြောက်ဆုံမြောက်နာသူ့ဖမ်းဖို့လက်ဆော့လိုက်တော့လို့ပြောလိုက်ပြီးသူကပြန်အောင်တာနဲ့ဇာတော်ထန်ဆန်းကိုစားတော့မှဖြစ်တယ်လို့ပြောလိုက်ပါတော့တယ်။ဝူခုံးလေးရေတကွန်တောင်ကိုပြန်လိုက်တော့ဟရအောင်လို့ပြောလိုက်ပါတယ်။ ကျွဲပိဆိုင်တဲ့အဖွဲကတော့သူတို့ရဲ့လိုင်းကူရှိရာကိုပြန်သွားကြပြီးနတ်စီတီတွေကတော့ဘာဆက်လုပ်ကြမှာလဲဆိုတော့ကွီစီကွာစနဲ့တိုင်မင်နေခဲ့ကြပါလိမ့်ကျွဲမိဆိုင်ရဲ့တပည့်တွေကတော့သူတို့ဟာကျွဲမိဆိုင်စီမှာတောင်းဝန်ထမ်းဆောင်လာတဲ့တက်လျှောက်အဲ့ဒီတန်ကွင်းကြီးကအဲ့လောက်ထိတန်ဖိုးရှိပြီးတော့အစွမ်းထက်ကြောင်းမသိရတာကြောင့်အမှုမဲ့အမှတ်နဲ့ပဲနေခဲ့ကြတာဖြစ်တယ်လို့ပြောလာကြပါလိမ့်အခုတော့တစ်သလုံးအမှတ်တမဲ့ထားဟိုနာချတာဒီနာချတာကလေးတွေယူဆော့ထားကြတဲ့တန်လိုက်ရဲနာဆက်ကွင်းကွန်ချာကြီးကိုကြည့်ချင်တာကြောင့်တေးချာပြပေးဖို့တောင်းဆိုလိုက်ကြပါလိမ့် ကျွဲမိစာကြီးကလည်းအရင်ကတန်လိုက်ရန်သာစကွင်းကွန်ချာအစွမ်းကိုမသိကြလို့ကလေးတွေကတော့ယူဆကြတာမှန်ပေမဲ့ခုချိန်မှာဘသူမှထိဝဲမရှိဘူးအေးကြီးကွင်းတော့ပေးမယ်လို့ကျွဲမိစာကြီးကမိန်လိုက်ပါလေကျွဲမိစာကြီးရဲ့တပည့်တပန်းတွေကလည်းသူတို့ရဲ့အမြင်ဟာပြောင်းလဲသွားပြီဖြစ်တာကြောင့်ကြီးရရင်တော့မှဂျင်းနဲ့ဘာကြောင့်ဂရီပေးလိုက်ကြတာပါကျွဲမိစာကြီးကလည်းလက်နက်ကိုခဏထုတ်ပြပြီးတော့အိတ်ထဲကိုပြန်ထည့်ထားလိုက်ပါလေကျွဲမိစာတပ်သားတွေကလည်းကောင်းလိုက်တဲ့ဝင်းကြီးကွာဒီလိုမှန်းတာသိစိုးကြီးတွေကပြစ်ကြည့်ကြ အသည့်နောက်ကြလိုက်တာဒါကြောင့်မို့ဒီကွင်းကတော့ဒီကောင်းတာကိုဘာညာနဲ့တယောက်တစ်ပေါက်ပြောနေကြပါလေအဲချိန်မှာပဲတပည့်တယောက်ကကွင်းကိစ္စအသာထားပြီးတော့ထန်ဖုံးကြီးရဲ့အသားကိုဘယ်တော့စားမှာပါလဲလို့မေးလိုက်ပါလေကျွဲမိစားဒီနေ့တော့အစီထက်အသားထက်နဲ့ပါကျဲရဲ့အသားကိုငါအရင်ဆုံးစွဲမယ်လို့ပြောလိုက်ပါလေပါကျဲကိုနောက်မှစားမယ်ဆိုရင်အိုက်ကောင်အစားကြီးလုံးတော့သူ့ကြွေးထားတာနဲ့မတန်ချောင်းအစားမကြွေးပဲဒီတိုင်းထားရင်လည်းအသားမတိုးတော့မှကြောင်စားရတာနေသွားမှဖြစ်ချောင်းကျွဲမိစားကတပည့်တွေကိုရှင်းပြလိုက်ပါလေ တပတ်ခန်းမှာနားထောင်တဲ့ပါကြီးကသူ့ကိုရင်စားမယ်လို့ကြားသိလိုက်တာကြောင့်မူအမေကသတိလစ်သွားပါတော့တယ်။ကျွဲမိတ်စာနဲ့တပ်ဖွဲ့ကလည်းပါကြီးစီကိုရောက်လာကစားမယ်ချက်မယ်ပြုတ်မယ်အချင်းသိမ့်မယ်စတူးလုံးမယ်ကင်းမယ်ဖုတ်မယ်ကြော်မယ်နဲ့တယောက်တစ်ပေါက်ပြောနေကြပါလေ။ကျွဲမိတ်စာကလည်းဝက်ပြင်းကိုရင်စားရအောင်မယ်လို့ပြောလိုက်ကပါကြီးကအနောက်ရက်ကိုကျန်းစာသွားပေးမှု၊ကွယ်အိမ်မဲရောစေခိုင်းထားတဲ့သူ့ကိုစားရသလားလို့မေးလိုက်တာပါ။ကျွဲမိတ်စာလဲပါကျဲကဒီလိုပြောမှာတော့ဟမ်ပါကျဲတဲ့အရေးကြီးတဲ့ကိုတော့ထန်ဆန်းကိုရင်စားတော့မှာပေါ့လို့ပြောလိုက်ပြီး ထန်ဆန်းရဲ့ဘက်ကိုလှည့်သွားပါတော့တယ်။ကျွဲမိစားကထန်ဆန်းကိုအေးကွန်စုတ်တော့လို့ပြောလိုက်ပါတော့တယ်။ဘူခွန်းလည်းဘုရားရှင်စီကိုတတ်သွားပြီးတော့ကျွဲမိစားကဘလို့တရဝါလဲလို့သွားပြီးတော့မေးလိုက်ပါတယ်။ဘုရားကလည်းသူကဒီမိစားကိုသိတဲ့အကြောင်းပြောတဲ့အခါဘူခွန်းကကျွဲမိစားကြီးကဘာလုပ်လဲ။သူ့ရဲ့လက်နက်ဘာလဲဆိုတာသူ့ကိုပြောပြဖို့တောင်းဆိုလိုက်တာပါ။ဘုရားကပြောပြဖို့တော်တော်ခက်ကြောင်းနဲ့သူ့ကိုနိုင်ဖို့နီးလန်းအောင်တော့ပြောပြနိုင်တဲ့အကြောင်းပြောလာခဲ့ပါတယ်။ဘုရားရှင်ကကျွဲမိစားကိုနိုင်ဖို့ကအရှင်လောင်စီစီကိုမေးကြည့်ပါလို့ပြောပြလိုက်ပါတယ်။ ဇုံခွန်ဟာဘုရားသခင်ရဲ့လိုတော်တိုင်းလောင်စည်းစီကိုရောက်လာခဲ့ပါတော့လေလောင်စည်းရဲ့တကားဝါကိုရောက်တဲ့အခါအဆောင်နတ်တငယ်ကဝင်းဝင်းမပြူတာကြောင့်သူ့ကိုမတီးဘူးလားလို့မေးလိုက်ပါတယ်နတ်တငယ်ကသူ့ကိုမတီးချောင်းပြောတဲ့အခါ "तू ဟာတကိုးရှင်မြောင်မင်းဇုံခုံသာဖြစ်ပြီးတော့ तू ကတော့တကားဖွင့်ပေးတဲ့အချိန်ကျ तू ဟာလောင်စည်းကိုအကူအညီတောင်းစရာရှိလို့လာခဲ့တာဖြစ်ကြောင်းကိုပြောလိုက်ပါတယ်အဲ့ဒီအချိန်မှာပဲလောင်စည်းကထွက်လာပြီးဘသူလဲဘာလဲဘာကိစ္စလဲဆိုပြီးတော့လာပြီးတော့မေးပါတယ်အဲ့မှာလောင်စည်းကဆုံးခုံကိုမှတ်မိသွားပြီးတော့ ဆရာတော်ဌာန်ဆန်းတဲ့တူတူခီးသွားမနေပဲဘာကြောင့်ဒီရောက်နေရလဲလို့မေးလိုက်ပါလေခုခေါင်းလည်းသူ့မှာအခက်ခဲအတားအဆီးတွေတွေ့နေရတာကြောင့်အကူညီလာတောင်းအကြီးဖြစ်တယ်လို့ပြောပြလိုက်ပါလေဇုံခုံကအတင်းဝင်သွားတာကြောင့်လောင်စီကကိုနေရာကိုကိစ္စမဟုတ်ပဲသွားလာမနေဘူးနဲ့ဘာလီရှာနေရလဲလို့မေးလိုက်တာပါလောင်စီကမသေးသေးထပ်တော့ချင်းနေလို့ရှာနေရလားလို့မေးကမသေးသေးကဖော်ဆတ်နေသေးပဲရှိသေးတယ်လို့ပြောလိုက်ပါလေမသေးသေးဖော်ဆတ်တဲ့အခန်းထဲကိုရောက်တဲ့အခါနတ်တငယ်ရှီရှီတယောက်ကအိပ်ပျော်နေပါလေ ရှင်ချင်းကိုနှိုးပြီးတော့ဒီမှာခြိထားတဲ့ကြွဲဘယ်ရောက်သွားတယ်လို့မေးလိုက်တဲ့အခါ "तू ကမသေးသေးစားပြီးတော့အိပ်ပျော်နေတာကြောင့်ကြွဲကြီးဘယ်ကိုထွက်သွားရဆိုတာမသိလိုက်ရကြောင်ပြောလာခဲ့ပါတော့တယ်။လောင်စီကမသေးသေးတစ်ခွက်တောက်ပြီးတော့9နှစ်လောက်အိပ်ပျော်တတ်တဲ့တော့သူ့ရဲ့ကြွဲအင်းကြီးပျောက်သွားတော့9နှစ်ရှိပြီလားလို့မေးလိုက်တော့တာပါ။ဒီတော့မှဆုံးခုံကကြွဲကြီးကလူပီစင်းပြီးတော့မိစာဖြစ်နေဖြစ်ကြောင်းကိုယ့်ရဲ့ကြွဲမိစာကိုကိုကိုယ်တိုင်ပြန်လာဖမ်းဖို့တောင်းဝန်ရှိကြောင်းလောင်စီကိုပြောလိုက်ပါတယ်။လောင်စီကသူ့ရဲ့ကြွဲမိစာဖြစ်နေဆိုရင်သူ့ကိုတတ်လိုက်ဖို့ဝူခုံးကိုပြောလိုက်ပါတယ်။ ကျွဲမိစာအဲ့ဒီလောက်ထိမစွမ်းမိမဲ့သူ့ရဲ့ဆွဲအားဖြင့်တန်လိုက်စက်ကွင်းကြောင့်မင်းသားညီကြဘိုးချုပ်ဘုံချောင်းတို့ရဲ့လက်နက်တွေပြင်တခြားတပ်သားဘိုးဘာတွေရဲ့လက်နက်တွေပါအကုန်လုံးပါသွားပြီလို့ပြောလိုက်တာပါသူ့ရဲ့တန်တုပ်ကလည်းကျွဲမိစာကြီးစီရောက်သွားပြီလို့ပြောလိုက်ပါတယ်အဲ့တော့မှလောင်စီကသူ့ရဲ့လက်ကောက်ပြောင်းနေမှန်းသတိထားမိလိုက်ပါတော့တယ်ဒီတော့မှဝူကောင်ကသူကောင်းကင်ဘုံလာတော့ကသူ့ကိုတိုက်ခိုက်တဲ့လက်ကောက်လားလို့မေးပါတယ်လောင်စီကလည်းဟုံမှန်ချောင်းကိုဝန်ခံလိုက်ပါတယ်ဝူကောင်ကလောင်စီကိုကိုယ်လက်ကောက်ကိုသေးစားမထိန်သိမ့်မနဲ့ဟမ် ကျွဲမိတ်စာကိုပေးလိုက်သေးတောင်ပြောကမုတ်စိတ်မွေသွားပြီးတော့ဆွဲခေါ်သွားပါလေ။လိုင်ကူထဲမှာတော့ကျွဲမိတ်စာကြီးကနိုးလာပြီးတော့လိန်မော်သီးစားနေပါလေ။ကျွဲမိတ်စာကြီးကပါကျဲကိုချက်ပြီးပြီလားဟေးလို့လမ်းပြီးတော့မေးလိုက်တာပါ။မကြခင်မှာပဲကျွဲမိတ်စာကြီးရဲ့တပည့်တွေကပါကျဲကိုဝတ်တုတ်တုတ်ပြီးတော့ထမ်းလာခဲ့ကြပါလေ။ပါကျဲခြေထောက်ကကျိုးဝပြီးသွားခဲ့တာကြောင့်ကျွဲမိတ်စာကြီးကပါကျဲခြေထောက်ကိုကျိုးပြန်ချီပေးဖို့အမိန်ပေးလိုက်ပါလေ။ကျိုးပြီးသွားတဲ့ပါကျဲကကျွဲမိတ်စာတပည့်တွေကိုစားတိမ်ပြီးတော့တိုက်ခိုက်ပါတော့တယ်။ကျွဲမိတ်စာတော့ပါကျဲကျိုးတွေကိုဖြီးပေးလိုက်တာပါ။ ပါကျဲကပြောသွားတဲ့အချိန်မှာပဲကျွဲမိတ်စာပိုက်ကုန်တစ်ခုဖန်ဆင်းကပါကျဲကိုပြန်ပြီးတော့ချုပ်ထားခဲ့လိုက်ပါလေအဲ့အချိန်မှာပဲစုံခုံရောက်လာပြီးတော့မိတ်စာကောင်ထွက်ခဲ့စမ်းဟင်းအောင်ဆိုပြီးတော့ဂူပါဝါကနေအော်ဟစ်ခေါ်နေပါလေကျွဲမိတ်စာတော့ပါကျဲကိုသေချာကြည်ထားဖို့ပြောလိုက်ပြီး "तू ကဝူခုံကိုထွက်တွေ့ရမယ်"လို့ပြောလိုက်တာပါကျွဲမိတ်စာထပ်တိုက်ခြင်းလို့ပြန်လာတာလားလို့မေးလိုက်တဲ့အခါဝူခုံကဒီတခါ तू နဲ့တိုက်မှာမဟုတ်ကြောင်းကိုပြောလိုက်ပါလေကျွဲမိတ်စာကြီးကဟင်းအောင်ကြိုက်တဲ့သူခေါ်လာခဲ့ကွာ तू ကိုမနိုင်ဘူးလို့ပြောလိုက်တာကြောင့်ဝူခုံကအင်းကြည်ကြသေးတာပေါ့လို့ပြောလိုက်ပါလေ အဲဒီအချိန်မှာပဲလောင်စီကတိန်ကိုစီကခီးနှင်လာခဲ့ပါပြီ။လောင်စီကကျွဲမိတ်စာကြီးကိုတွေးတဲ့အခါဆွဲအားဖြင့်တန်လိုက်ဇကွင်းကိုပြန်ပြီးတော့တင်းလိုက်ပါလေ။ကျွဲမိတ်စာကြီးကဇုံခုံကိုတိုက်ဖို့လှုပ်တဲ့အခါသူ့ရဲ့တန်လိုက်ဇကွင်းပျောက်နေမှန်းကိုသိလိုက်ရပါလေ။ဇုံခုံကတော့အခုတော့သူ့ဆရာကိုစားလို့မရတော့ဘူးပေါ့လို့ပြောလိုက်တာပါ။ဘူခွန်ကကျွဲမိတ်စာကိုရိုက်နှက်ဖို့လှုပ်တဲ့အခါမှာတော့လောင်စီကဒီအချိန်လောက်တော့ခွင့်လို့ပေးပါလို့ပြောလိုက်ပါလေ။လောင်စီကသူ့ရဲ့ကျွဲမိတ်စာကိုကောင်းငင်ပုံကိုပြန်လှည့်ပြီးတော့ခေါ်ဆောင်သွားခဲ့ပါတော့လေ။ဝူခွန်ကဆရာတော်နဲ့ပါကျဲတို့သွားအောင်ကယ်တင်လိုက်ပါတယ်။ ဆရာတော်ကကျွဲမိစာကြီးဖယ်ရောက်သွားပြီလေလို့မေးတဲ့အခါမိစာသေသွားပြီဖြစ်ကြောင်းဆုံးခုံကပြောလိုက်ပါလေအားလုံးပြေကိုရောက်ကြတဲ့အခါမှတော့တောင်ဆောင်နတ်ကရောက်လာပြီးဆုံးအပြည့်နဲ့တပိတ်ကိုဆက်ကပ်လိုက်ပါလေဆရာတော်ကတောင်ဆောင်နတ်ကိုကြည့်ပြီးတော့ကောင်းမငယ်လေးမဟုတ်တာကြောင့်လန့်သွားခဲ့တာပါဆုံးခုံကဒါတောင်ဆောင်နဲ့ဖြစ်တာကြောင့်လမ်းမနေဘူးပြောလိုက်ပါလေတောင်ဆောင်နဲ့ကဒီတပိတ်ရာဆုံးခုံကအဝေးကိုသွားအောင်ပြီးတော့လိုက်လံဆုံးခံထားတာဖြစ်တယ်လို့လည်းပြောပြလိုက်ပါလေဟူခုံကဆုံးခံတပိတ်ကိုဆရာတော်ကိုကတ်လိုက်တဲ့ခါမှာဆရာတော်က ဝူခုံးရဲ့စကားကိုနားမထောင်မိတာသူ့ရဲ့အပြစ်သားဖြစ်ပါတယ်လို့ပြောလိုက်ပါတယ်။ပါကြီးကကံကောင်းလို့ပေါ့သူ့ကိုဘလူးကကင်ကန်နီးနေပြီလို့ပြောတဲ့အခါဝူခုံးကသူ့ရဲ့ဇဝိုင်းကိုမယုံနဲ့ပါကြီးရဲ့အပြစ်ပဲဟိအောင်လို့ပြောလိုက်တာပါ။ဝူချင်းကလည်းဒါဇဝိုင်းထဲကစားထွက်ခဲ့တဲ့ပါကြီးရဲ့အမှားဖြေချောင်းကိုပြောပြလိုက်ပါတယ်။ပါကြီးကကျွဲမိတ်စာစီမှာနောက်ထပ်တန်လိုက်စကွင်းတစ်ခုရှိနေနိုင်သေးကြောင်းပြောလာခဲ့ပါတယ်။ဂျိုနဲ့သူတို့၄ယောက်ဟာခီးကိုဆက်ပြီးတော့ထွက်လာခဲ့ကြပါတော့လေ။ဇုံကုံတော်ဟာဆက်လက်ခီးထွက်လာကြိုင်းနဲ့ခီးချမ်းလမ်းချမ်းတွေကိုဖြတ်ကာ တယောက်လက်တယောက်တွဲနဲ့ခကြီးထွက်လာကြပါလေလမ်းတစ်လျှောက်လုံးမီးလောင်လာကြတဲ့သူတို့အဖွဲ့ဟာတောင်ကြားတနေရာရောက်မှပူလောင်မှုကိုစတင်ပြီးတော့ခန်းစားခဲ့ကြပါလေဘာကြဲဆရာတော်ကဒီနေရာဘာကြောင့်ဒီလိုပူနေရတာလဲလို့မေးလိုက်တာပါဆရာတော်ကလည်းဒီနေရာဒီလိုပူလောင်နေတာကြောင့်သာလွင်တီးခေါင်ပြင်လိုဖြစ်နေရတာဖြစ်ကြောင်းကိုပြောပါလေစောင်းချင်းကမီးတောင်နဲ့နီးတာကြောင့်လို့သူကထင်နေကြောင်းကိုပြောပြပါဆရာတော်ကဆုံးကုန်းဘယ်မှာနားကြမလဲလို့မေးလိုက်တာပါ။ဟူခေါင်းကလူနီးခေါင်းမှာနားစရာနေရာမရှိရင်တဲထိုးပြီးတော့နားကြမယ်လို့ပြောပါတယ်။ ဘိုကနောင်းဆိုင်တောင်သုံးလုံးကြားကိုရောက်တဲ့အခါမှာစုံကုန်းကနားစရာနေရာတွေ့ဖြစ်ကြောင်းကိုပြောပြလိုက်ပါတယ်။ဆရာတော်ကလမ်းကြည့်လိုက်တဲ့အခါမှာတောင်တွေရဲ့ကြားမှာအိမ်တစ်လုံးတွေ့လိုက်ရပါတော့တယ်။အဲ့ဒီအိမ်ရှိမှတော့မြီးဖိုးနှစ်ယောက်ကအမွေတိုင်းထွန်းပူဇော်ပြီးတော့နဂါးမင်းထံမှာမိုးရွာပေးဖို့ဆူတောင်းနေကြတာပါ။ဆရာတော်ကမြင်းမော်ဟာဆေးပြီးတော့အိမ်တကားခောက်ကမြီးဖိုးနှစ်ယောက်ကိုလမ်းပြီးတော့ခေါ်လိုက်ပါတယ်။ဆရာတော်ထံကသူတို့ဟာအရှိတ်ကလာပြီးတော့အနောက်ရက်ကိုသွားကြမယ်လူတွေဖြစ်တယ်လို့ပြောလိုက်ပါတယ်။ဆရာတော်ကသူတို့ဟာကျန်းစာတွေကိုသွားပေးမှာဖြစ်တယ်လို့ပြောပြလိုက်ပါတယ်။ ဒါတော့မို့တညတာတဲခိုးဖို့ခွင်တောင်းတဲ့အခါမှာဖိုးကလည်းအိမ်ထဲဝင်ခဲ့ဖို့ဖိတ်ခေါ်လိုက်ပါတယ်အဖိုးကပါကျဲနဲ့ဝူခုံးကိုတွေ့ပြီးတော့လန့်သွားတာကြောင့်ဆရာတော်ထံကဒါသူ့ရဲ့တပည့်တွေဖြစ်တာကြောင့်မကြောက်ပါနဲ့လို့ပြောလိုက်ပါတယ်ဆရာတော်ထံကပဲဆက်ပြီးတော့သူ့တပည့်တွေကရုပ်ဆိုးပေမဲ့နှလုံးသားလှသူတွေဖြစ်ပါကြောင်းကိုပြောပြလိုက်ပါတယ်ဇုံကုံကလည်းကြမ်းတမ်းတဲ့အပေါ်ရန်ရေပြားအောက်ကနှလုံးသားလှသူတွေဖြစ်ကြောင်းကိုပြောလိုက်သေးတာပါဒီလိုနဲ့အိမ်ထဲကိုရောက်ချင်းမှာပဲသူတို့၄ယောက်ခါမိဖို့ကန်းထဲကထမင်းဝိုင်းစီတန်းသွားကစားထောက်ကြပါတော့တယ် လွေနီးခေါင်းပြင်ရက်ဖြစ်တာနဲ့ညီအစာအိစာရှားပါလုံးတာကြောင့်အစာအစာနေငယ်တာရရှိခဲ့တာပါ။ပါကျဲကသူ့တော့ဝေစုကဗမာလဲလို့မေးတဲ့အခါမုံက၃ခုပဲရတာကြောင့်ပါကျဲတော့မပါဘူးလို့ဝူခုံးကပြောလိုက်ပါလေ။ကြည်မနေရတဲ့ဆရာတော်ကသူ့ရဲ့ဝေစုတစ်ခုကိုပါကျဲပကံနဲ့ထည့်ပေးလိုက်ပါလေ။ပါကျဲကဆရာတော်ထည့်ပေးတဲ့မုံကိုကြည့်ပြီးတော့ဒါလီနဲ့ဘလို့လို့ဝါမာလဲဆိုပြီးတော့စိတ်ကောက်နေတာပါ။အိမ်ရှင်ဘိုးကြီးကအိမ်မှာချက်ဆရာတော်မရှိတော့တဲ့အကြောင်းပြောတဲ့အခါဝူခုံးကသူ့ရဲ့ဝေစုမုံကလေးတစ်ခုကိုယူပြီးတော့ကလေးငယ်ကိုပေးလိုက်ပါလေ။ ဆရာတော်ကအဖိုးရဲ့အနားကိုသွားပြီးတော့နှစ်ယောက်ထဲနေတာလားဘာသာနဲ့စကားဆပြီးတော့ပြောလိုက်ပါလေအဖိုးကနှစ်ယောက်ထဲနေတာဖြစ်ကြောင်းနဲ့ဒီကလေးကမီးဖြစ်ပြီးတော့သမီးကမွေးထားတာဖြစ်တယ်လို့ပြောပြလိုက်ပါလေသမီးနဲ့တမန်ဟာကြီးသွားကြရင်ပြန်မလာခဲ့ကြတော့တာဖြစ်တယ်လို့လည်းပြောလိုက်တာပါဒါကြောင့်မလို့နှစ်ယောက်ထဲကြံနေကြရတာဖြစ်ပြီးတော့ယာစီဥရုကလည်းမကောင်းအသက်ကလည်းကြီးပြီမလို့အစာအစာရှားပါနေဖြစ်ကြောင်းကိုပြောပြလိုက်ပါလေအဖိုးကပဲဆက်ပြီးတော့ဒီနေရာအရင်ကတာတာရရာရှိခဲ့တဲ့ဒေတာဖြစ်ပါလေလို့ပြောပြပါလေ ဒီလင်းတောင်ဒေတာဟာတိုင်ခွေပြည်နယ်ထဲမှာပါဝင်ခဲ့ပြီးတော့နှစ်စဉ်နှစ်တိုင်းမှာအသီးနှံတွေပေါများလာတဲ့ဒေတာဖြစ်ကြောင်းအခုခါမှာတော့မိုးမရွာတာဟာ၃နှစ်ရှိပြီဖြစ်တာကြောင့်စိုက်ပျိုးမြေတွေပြက်ကလူငယ်တွေအားလည်းမြန်မာပြည်မှာလိုပဲအိမ်နီးချင်းနိုင်ငံတွေစီစိတ်ဝင်သွားကြပြီးတော့လူဆွမ်းအရေးမြစ်တွေဆုံရှုံခံနေရကြောင်းကိုပြောပြလိုက်ပါတယ်အသက်ကြီးတဲ့သူတွေကတော့ဒေမင်းလာခေါ်မာကူသာထိုင်ဆောင်နေရတာဖြစ်တယ်လို့ပြောလိုက်ပါတော့တယ်ဟူကွန်းအစိုးရကဘာမှလုံမပေးဘူးလားလို့မေးတဲ့အခါပါကျဲကလည်းအဲ့တော့သေပေးရမှာလားလို့မေးလိုက်ပါတယ် အဖိုးကြီးကမြန်မာနိုင်ငံနဲ့မတူတဲ့အချက်ကတော့တိုင်ကွေးနိုင်ငံခေါင်းဆောင်ကလူကောင်းတယောက်ဖြစ်နေတာကြောင့်သူတို့အတွက်ကံကောင်းရပါသေးတယ်လို့ပြောလိုက်ပါတယ်။တိုင်းပြည်ခေါင်းဆောင်ကသူကိုယ်တိုင်ဦးစီးပြီးတော့မိုးခေါ်ပွဲတွေကိုနိုင်ငံအနှံ့ချိန်ချိန်တဲတဲချင်းပါပေးနေတာကြောင့်ဟိုနိုင်ငံအကောင်ကြီးလိုမျိုးတော့တိုင်းသူပြည်သားပေါ်အကျိုးမဖြစ်ထုံးတဲ့ပြင်ပြည်သူပါပြန်တက်နေတဲ့កောင်မျိုးနဲ့ရှင်တော်တော်တော်လေးကိုတော်လာပါသေးတယ်လို့ပြောလိုက်ပါလေ။အင်မတန်ပြုံးခဲ့တဲ့ဆရာတော်ကလည်းဝူခုံးကိုညနေချိုးသွေးပြီးတော့သူတို့ကိုကူညီပေးလို့ရမလားလို့မေးလိုက်တာပါ။ ဦးခွန်ကဒါလေးများကဘာအေးသွားဗာမီတွန်တောက်ပျောက်ဆိုပြီးတော့ဂရီပေးလိုက်ပါတော့လေအဖိုးကြီးကဝမ်းသာအားထလာပြီးတော့တကယ်လုံးနံလားလို့မေးလိုက်တော့ဦးခွန်ကအင်းငါပြောသည်အခွန်ခွာစားတာမှခတ်သေးတယ်ဗျာလို့ပြောလိုက်သေးတာပါပါကျဲအခုချက်ချင်းလုံးမအစာအိမ်သားပေါများပြီးတော့သူတို့လေးကောင်းကောင်းစားမှာပေါ့လို့ပြောလိုက်ပါလေဦးခွန်ကဆရာတို့ဒီတညတော့စောင့်ကြည့်ပေးပါလို့ပြောလိုက်ပါလေနောက်နေ့မနေ့ရောက်တဲ့အခါမှာတော့သူတို့ဖွဲ့ကလမ်းမထွက်ပြီးတော့စနေနာကဆက်ဆက်ဆူးဆူးနဲ့စုံစမ်းလိုက်ကြပါလေ အဲ့ဒီအချိန်မှာကြောင်ညာစာရွက်တစ်ခုကိုတွေ့တာကြောင့်ဝူခေါင်ကဘာတွေရေးထားလဲလို့မေးလိုက်ပါလေဆရာတော်ကကြောင်ညာစာရွက်ကိုဖတ်ကြည့်ပြီးတော့သူတို့ကအချိန်နဲ့ရန်ကိုစိုးတာကြောင့်သူတို့တို့ကမိုးခေါ်ပြီးမှဖြစ်မယ်လို့ပြောလိုက်တာပါနန်းတော်ထဲမှာဘီရင်ကြီးစီကိုရဲမှတစ်ယောက်ကလည်းတစ်ဖက်မှာရောက်လာခဲ့ပါလေရဲမှကသူကကြောင်ညာစာရွက်ကိုကပ်ပြီးခဲ့ကကြည်နေခဲ့ရမှာတဦးတယောက်ရဲ့စိတ်ဝင်စားမှုမှမရခဲ့ကြောင်းကိုပြောလိုက်ပါလေအခုတော့အသားပြူပြူခက်တန်းတန်းနဲ့ဘုံတော်ကြီးတစ်ပါးရဲ့ရုပ်ဆိုးဆိုးဘုံကြီးတစ်ပါးရဲ့က တို့ဟာမိုးခေါ်ပေးနိုင်တဲ့သူတွေဖြစ်ကြောင်းကိုပြောလာပြီးတော့ဘီရင်ကြီးတန်းကိုရှောက်ထားကြပါလေ။ဘီရင်ကြီးကအဲ့ဒီဘုံကြီးတွေပမာလဲလို့မေးလိုက်တဲ့အခါနန်းတော်ပြင်းလမ်းမမှာစောင့်နေပါလေလို့ရဲမတ်ကရှောက်လိုက်ပါလေ။ဘီရင်ကြီးကအဲ့ဒီဘုံကြီးတွေကိုသွားကြည့်အောင်လို့ပြောကရဲမတ်နဲ့တူတူထွက်လာခဲ့ကြပါလေ။ဘီရင်ရဲ့ကြောင်ကြောင်ကိုဖြုတ်ထားတဲ့သူရဲကောင်းဘုံကြီးစန်းတွေကိုလူတွေကဝိုင်းအောင်ပြီးတော့ကြည့်နေကြပါလေ။ပြည်သူနဲ့တသားတည်းဖြစ်နေဘီရင်ဟာအဲ့လူအုပ်ထဲကိုဖျဲပြီးတော့တိုးသွားလိုက်ပါလေ။ဘီရင်ဟာသူဟာဒီနေမေကခေါင်းဆောင်ဖြစ်ကြောင်း မိုးခေါ်တဲ့ကိစ္စနဲ့ပတ်သက်ပြီးတော့သူတို့ကိုမိုးရွာအောင်ကူညီကြပါလို့တောင်းဆိုလိုက်ပါတယ်။ဆရာတော်ကသူ့ကိုအယုဒေပေးနေတဲ့ဘရင်ကိုနှစ်သိမ့်လိုက်ပါတယ်။အဲဒီအချိန်မှာဝူခေါင်းကအနာကိုရောက်လာကြအောင်ဘရင်လည်းထိတ်လန့်သွားပါပါတယ်။ဝူခေါင်းကသူ့ကိုမကြောက်ဖို့တောင်းပန်လိုက်ပြီးမိုးရွာအောင်လှုပ်ပေးမဲ့သူကသူ့ပဲဖြစ်ကြောင်းကိုမိတ်ဆက်လိုက်တာပါ။ဆရာတော်ကဒါဟာသူ့ရဲ့တပည့်မြောက်ဝရင်ဆုံးခုံးဖြစ်တယ်လို့မိတ်ဆက်ပေးပေမဲ့တတိကဲဘရင်ဟာအလုံးမဲ့ထိတ်လန့်နေပါတော့တယ်။အဲဒီအချိန်မှာပါကျဲကဝင်လာပြီးတော့နားဖို့စားဖို့လည်းစီစဉ်ပေးပါအောင်လို့ပြောလိုက်ပါတယ်။ ဒီတော့မှဘီရင်ကသူတို့ကိုနားနေဆောင်မှာသွားစားကြမယ်လို့ခေါ်သွားလိုက်ပါတော့တယ်။ပြည်သူတွေကတော့မျောရင်းချက်မျက်လုံးကိုစီနဲ့ငေးကြည့်ကကြံရည်နေခဲ့ကြပါလိမ့်။နန်းတော်ထဲကိုရောက်တဲ့အခါမှာဘီရင်ကြီးကမိုးရွာအောင်လှုပ်ပေးနိုင်ခဲ့ရင်သူကရွှေနဲ့ပြန်ပြီးတော့ဂျေဇူးဆက်ပါမယ်လို့ဂရီပေးလိုက်ပါတယ်။ဇာတော်ကဝူခုံးကိုခေါ်ပြီးတော့အချက်ပြလိုက်ပါတယ်။ဝူခုံးကလည်းလိမ္မာပါနဲ့ဆွာနဲ့သူတို့ကမိုးကိုခေါ်ပေးမှဖြစ်ကြောင်းတေချာပေါက်မိုးရွာလာမှဖြစ်တယ်လို့လည်းခေါင်းဆောင်ကိုပြောလိုက်ပါတယ်။ဒါမှလည်းသူတို့ကိုဘာမှပေးစရာမလိုကြောင်းနဲ့ သူတို့ကလူတွေကိုစိတ်ချမ်းသာစေချင်တာကြောင့်ကူညီပေးမှဖြစ်တယ်လို့ပြောလိုက်ပါတယ်။ကောင်းဆောင်မိုးရွာအောင်လုပ်ပေးပါ။သူတို့ရဲ့ဘက်ကနေဘာဖြစ်ဖြစ်ပေးနိုင်တယ်လို့ပြောလိုက်ကဝူခုံးကိုဒူးထောက်တောင်းအောင်မှာတော့တယ်။ဇုံခုံးကလည်းသူ့ကိုအယိုသေးပေးစရာမလိုကြောင်းနဲ့သူကငကားမင်းကိုပြောပေးမယ်လို့ပြောကထွက်သွားခဲ့ပါတော့တယ်။ဝူခုံးကကောင်းကင်ဘုံပြန်တက်သွားပြီးတော့နန်းတော်ပြတ်တက်မှာခြေကလင်ချိတ်ကထိုင်ချလိုက်ပါတယ်။ပါကျဲကတော့ဘာကြောင့်မလို့အရှက်မရှိအာခံနေရလဲလို့ဇုံခုံးကိုလှမ်းပြီးတော့អော်လိုက်တာပါ။ ။ပါကြဲရပဲဆက်ပြီးတော့နဂါမင်းကဘလို့လို့လာမာလဲလို့ဦးခွန်းကိုပြောပါလေ။ဦးခွန်းကလည်းဟေ့ယောမယုံကြည်နေဆိုပြီးတော့နဂါမင်းကိုကြိုးမဲ့ကျေးနန်းစနစ်နဲ့လှမ်းပြီးတော့မှုတ်ထဲလိုက်ပါလေ။ပါကြဲကတော့ဦးခွန်းရဲ့လောရက်တွေကြည့်ပြီးတော့အောက်ကနေမော့ကြည့်ကနဂါလာပြီလား။ဟမ်တီကောင်လာတူးတာမှသေချာအောင်ပဲဘာကြောင့်လဲဟားတိုက်နေခဲ့တာပါ။တကြမင်းရရေဒါချက်ပြတန်နေနားထောင်ပြီးတော့သူ့ကိုဘသူခေါ်နေရလဲလို့တချက်လှမ်းပြီးတော့ရှိုးထဲလိုက်ပါတယ်။နောက်တော့မှဝူခွန်ကသူ့ကိုစင်ခေါ်နေပန်းသိလာကြအောင်အတူတူထားရှိခဲ့တဲ့ဂရိတွေကိုလေထဲမှာပြောင်းမသွားစေရအောင်လူပြီကိုယောက်လာခဲ့ပါတော့တယ်။ နဂါမင်းရောက်လာတဲ့ခါမှာတော့ဇုံကောင်ကအနောက်ဆက်ပေးရတာကွင်းလို့ပေးဖို့နဲ့အကူကြီးတစ်ခုလောက်ပေးဖို့တောင်းပန်လိုက်ပါလေနဂါမင်းကကြိုက်တာပြောသူကူညီပေးမယ်လို့ဝူခုံးကိုဂရီပေးလိုက်ပါလေပါကျဲကတော့နဂါမင်းရောက်လာတာကိုမြင်ပြီးတော့ဝူခုံးကခေသူမဟုတ်ကြောင်းသူပြောတာယုံမိမဟုတ်လားဘာညာဆိုပြီးတော့ဆရာတော်နဲ့ခေါင်းဆောင်ကိုခေါ်ပြီးတော့ပြပါလေပါကျဲအော်တန်နဲ့ညွန်ပြမှုကြောင့်ဘီသူတွေကလည်းနဂါဟေးနဂါဟာဆိုပြီးတော့တဆင်းဆင်းနဲ့တမျိုးလုံးကနဂါမင်းကိုတူးဆန်းလို့ဝိုင်းကြည့်ကြပါလေ။ ဇုံကုံကဒီဒေတာမိုးမြွာတာကြာခဲ့ဖြစ်ပြီးတော့စိုက်ပျိုးရေးကလည်းခက်ခဲနေတာကြောင့်ဒီနေအောင်မိုးရွာပေးဖို့တောင်းဆိုလိုက်ပါတယ်။နဂါမင်းကလည်းသူကမိုးရွာအောင်လုပ်နိုင်တယ်ဆိုမြသာဂျာမင်းရဲ့ခွင့်ပြုချက်လက်မှတ်လိုသေးတယ်လို့ပြောလိုက်တာပါ။အဲဒီလက်မှတ်နဲ့ဘယ်ချိန်ဘယ်ဒေတာမှာမိုးရေချိန်ဘဏ္ဍလက်မှတ်လောက်ကိုရွာပေးပြီးလျှက်စည်းဘဏ္ဍချက်လောက်လက်ရမယ်ဆိုရယ်စာရဲစာတန်းပါရှိမှသာအစဉ်ပြေမယ်လို့ပြောလိုက်တာပါ။ဟူခွန်ကလည်းဒီနေရာလူရရဘိုးခေါင်ရေရှားစားနိုင်ကရှားပါလာပြီးတော့တနားစရာကောင်းနေရာကြောင့်မိုးရွာဖို့လှုပ်ပေးဖို့ရှ िख ိုးတောင်းဆိုလိုက်တာပါ ဇုံခုံကသူ့ရဲ့မျက်နှာလေးထောက်ထားပေးပြီးတော့မိုးရွာအောင်လှုပ်ပေးဖို့ပြောနေချိန်မှာတိုင်ကွေ့ခေါင်းဆောင်တော့အောက်ကနေလှမ်းပြီးတော့တောင်းပန်လိုက်ပါတော့တယ်။ငကားမင်းကသူ့ရွာချင်းတိုင်းရွာလို့မရကြောင်းတကြားမင်းကခွင့်ပြုချက်ယူရမယ်လို့ထပ်ပြီးတော့ပြောတာကြောင့်ဝူခုံကငကားမင်းရဲ့အင်ဂျီစာကိုဆွဲလိုက်ပါတယ်။ဝူခုံကဒီကိစ္စလေးကငကားမင်းတို့ခက်ခဲလာတယ်မဟုတ်ပဲသူ့ကိုလိန်နေတယ်လို့ဆိုဆွဲလိုက်တာပါ။ပါကျဲကလည်းငကားမင်းစီတက်လာပြီးတော့လူတွေတုံးကားရောက်နေကိစ္စကိုကူညီတာတကြားမင်းစီကခွင့်ပြုချက်လိုသေးလို့လားဘာညာနဲ့ဝင်ပြီးတော့ပြောပါတယ်။ ဘာကြဲရဘာလို့ကစီးနေနေရလဲနဂါမင်းရဲ့မိုးလေးရွာပေးတာပဲလှုပ်ပေးလိုက်ပါလားလို့နဂါမင်းကိုပြောလိုက်ပါလေနဂါမင်းကသူ့ရဲ့ရောက်ဖားလဲအဲ့လိုနတ်စည်းကမ်းသွားပြီးတော့ဖောက်ပြက်မှုကြောင့်တေတံပေးခံလိုက်ရတာလေးလို့ပြောပြလိုက်ပါလေဘာကြောင့်လဲလို့ဝူခေါင်းကမေးလိုက်တဲ့အခါနဂါမင်းရဲ့ရောက်ဖားဟာပေးပို့လိုက်တဲ့မေးတဲ့ကအတိုင်းမိုးမရွာပဲနဲ့သူ့စိတ်ကြိုက်ပြင်းစင်ရွာသွန်းလိုက်တာကြောင့်တချို့နေရာတွေမှာမိုးရွာဖို့တွေကမောက်ကမဖြစ်ပြီးတော့ပြဿနာတက်ခဲ့တာကြောင့်တေတံပေးခံလိုက်ရတယ်လို့ပြောပြလိုက်ပါလေဒါကြောင့်မလို့သူမလုံရဲပါဘူးလို့ဝူခေါင်းကတောင်းပန်ပြီးတော့ပြောလိုက်တာပါ ။နဂါမင်းကလည်းအဲ့လောက်ထိလိုအပ်နေတယ်ဆိုရင်တရားမင်းစီသွားပြောရမယ်ပြောလိုက်ပါလို့အကြံပေးလိုက်ပါလေ။ဇုံခုံကလည်းအောက်ဘက်ကိုပြန်ပြီးတော့ဆင်းလာခဲ့ပါလေ။ကောင်းဆောင်တော့မိုးမရွာပဲနဂါကဘာလို့ပြန်သွားလဲလို့စိတ်ဘူးကမေးလိုက်တာပါ။ဆရာတော်ထံကတော့စိတ်ဘူးမနေဘူးနဲ့ဒီကိစ္စဝူခုံထွက်အေးဆေးပါပဲလို့ပြောလိုက်ပါလေ။ပါကျဲကတော့နဂါမင်းလည်းမကင်နိုင်တော့ကြောင်းပြောကစပွဲမှာဝင်ထိုင်လိုက်ပါလေ။ဇုံကုံပြန်လာတဲ့အခါနဂါမင်းကဒါတော့သူလည်းမတက်နိုင်ဘူးတကြပဲကေပါရတော့မယ်လို့ပြောပြီးတော့တကြမင်းစီမှာခွင့်ပြုချက်သွားတောင်းတင်တယ်လို့ပြောလိုက်ပါတယ် ။ဇာအုပ်ချင်းကလည်းဘာဆက်လုပ်ကြမလဲလို့မေးလာပါပြီ။ခေါင်းဆောင်လည်းမိုးရွာကိုကူညီဖို့အတန်တန်ကိုတောင်းဆိုနေပါတော့တဲ့။ဟူခွန်ကဘာမှပူမနေနဲ့။နတ်ပြည်သွားပြီးတော့သူစူးစမ်းကြည့်မယ်။ဆရာတော်ကသာဆောင်းရှောက်ကြလို့ပြောကပျောက်သွားခဲ့ပါလေ။ခေါင်းဆောင်အဆုံးကုန်နတ်ပြည်တက်သွားတဲ့ကိစ္စတော့အထူးဆန်းဖြစ်နေခဲ့ပါလေ။မကြိုင်ကပဲဟူခွန်ကကောင်းငင်ခီတိန်ကိုစီးကနတ်ပြည်ကိုရောက်သွားခဲ့ပါပြီ။ဆုံးကောင်ကနတ်ကိတ်ကဝါတာနတ်သားတယောက်နဲ့တွေ့ပြီးတော့သူကသကြာမင်းနဲ့တွေ့စရာကိစ္စကလေးရှိနေတယ်လို့ပြောကစုတ်ဝင်သွားပါတယ် ဝါဒနတ်သားကလည်းဘာကြောင့်ကလေးတယောက်လိုဒုစတို့ဆန်နေတာလဲစွန်းစွန်းဆိုပြီးတော့မေးပါတယ်ဇုံကုံကသူအခုရောက်နေနေရာ၃နှစ်တိတိမိုးကောင်ရေရှားဖြစ်နေတာလို့ပြောပြလိုက်ပါတယ်ဝါဒကိတ်နတ်မင်းကလည်းအပြစ်ရှိတာကြောင့်အထက်ကအမိန်ပေးထားတာဖြစ်တယ်လို့ပြောပြပါတယ်တခြားသောနတ်မင်းတွေနဲ့တွေ့တဲ့အခါတိုင်ကွေ့ဒေသမှာဘာကြောင့်မိုးမြွာတာလဲလို့မေးလိုက်ပါတယ်အခုကမိုးမြွာတာ၃နှစ်တောင်ရှိဖြစ်တဲ့အတွက်မိုးရွာပေးတဲ့နယ်လို့ပြောလိုက်တာပါနမင်းတွေကဒီကိစ္စအတွက်သကြမင်းကိုသွားမတွေ့သေးညောင်းတားတဲ့ခါဝူကောကဘာဖြစ်လို့လဲလို့ပြန်မေးလိုက်ပါတယ် နာမင်းတွေကလည်းဆရာတို့ကိုစောင့်ရှောက်ပြီးတော့မိစာရီယန်ကကာကွယ်ကအနောက်ရက်မှာကျန်းစာပေးမှုဆိုရဲကိုယ့်ရဲ့မူရင်းလောက်ကသာစိတ်ဝင်စားသင့်တယ်လို့ပြန်ပြောလိုက်ပါတယ်။မိုးရွာခြင်းမရွာခြင်းဟာစုံခုံးနဲ့မပတ်သက်ဘူးလို့နာမင်းတွေကဝိုင်းပြီးတော့ပြောလိုက်တာပါ။ဝူခုံးကလည်းတိုင်ကွေးနဲ့တနယ်လုံးငတ်နေတာသုံးနေရှိနေပြီးလူငယ်တွေလည်းအဲဒီကနေထွက်ပြေးသွားကြပြီလို့ပြောပြလိုက်ပါတယ်။စုံခုံးကပဲဆက်ပြီးတော့ရွာမှာနေတဲ့လူတွေကလည်းသေသူသေးအာဟာရပြတ်သူကပြတ်နေကြုံလီလာနေကြပြီလို့ပြောပြလိုက်တာပါ။အခုအဲ့ဒီတိုင်းပြည်ကဘရင်ကအကူအညီတောင်းတာကြောင့် ဆရာတော်ကသူ့ကိုကယ်တင်ပေးဖို့တောင်းဝင်ပေးလိုက်တာဖြစ်တယ်လို့ပြောပြလိုက်ပါတယ်။ဝူခေါင်ကသူဟာနဂါမင်းစီမှာအကူအညီတောင်းခဲ့ပြီးမဲ့လဲနဂါမင်းရဲ့တကြားမင်းရဲ့ခွင့်ပြုချက်ဘာညာတရာကမပါလို့မရကြောင်းပြောတာကြောင့်သူကရောက်လာခဲ့ရတာဖြစ်တယ်လို့ပြောပြလိုက်ပါတော့တယ်။နမင်းတစ်ပါးကလည်းတကြားမင်းကမိုးရွာပြီးမှမဟုတ်ကြောင်းပြောကအချိန်တွေဖြုံးမနေဖို့နဲ့ပြန်ဖို့အတွက်ဝူခေါင်ကိုဖြောင်းပြပါတယ်။အဲ့ဒီနမင်းကတိုင်ကိုရဲ့ခေါင်းဆောင်ဟိုနိုင်ငံခေါင်းဆောင်တွေလိုပဲမဟုတ်တာလုပ်ပြီးတော့မင်းကျင်တရား၁၀ပါးနဲ့အညီမနေတဲ့သူဖြစ်တယ်လို့ပြောလိုက်ပါတယ် ဒီပြင်ကမတရားမှုကိုပြည်သူတွေကငုံခံနေတာကြောင့်ပြည်သူတွေကလည်းမကောင်းမှုအားပေးသူတွေပဲလို့ပြောလိုက်တာပါအားလုံးကိုဒဏ်ခတ်ပြီးတော့မိုးခေါင်ရေရှားအစာရေစာရှားပေါအောင်လှုပ်ထားတာဖြစ်တယ်လို့ပြောပြလိုက်ပါတယ်မခံနိုင်လို့တော်လန်သူလက်တဆုပ်စားလဲပဲကြီးလိုကြညက်တဲ့စားလို့ဖြစ်ကြတယ်လို့ပြောလိုက်တာပါနာမင်းကတကယ်လို့သူတို့အားလုံးအမြင်မှန်ရပြီးတော့ကောင်းမွန်စွာပြန်လဲနေထိုင်ပါကဒီအပြစ်ဒဏ်ကနေလွတ်ပေးပြီးတော့မိုးရွာသွန်းပေးမှာဖြစ်တယ်လို့ပြောပြလိုက်ပါတယ်ဦးခေါင်းကပြည်သူတွေကသူတို့ရဲ့ကောင်းဆောင်ချစ်မြတ်နိုးတာကြောင့် ဘသူတွေကမကောင်းတာလေသူတို့ခေါင်းတွေရှုပ်လာပြီလို့ပြောလိုက်တာပါနမင်းလေးပါဝူခုံးကိုပီယန်နန်းတော်ဆောင်ခေါ်သွားခဲ့ပါလေဇုံကောင်ကပီယန်နန်းတော်ဆောင်နမင်းကြီးလေးပါနဲ့တူတူရောက်ရှိလာပြီးတော့မိုးရွာစေးတဲ့ဆက်ကြီးရဲ့အကြောင်းကိုရှင်းပြပါလေအဲဒီမှာကြက်ကစဘာပုံကြီးကိုစားနေပြီးတော့ခွေးကတော့ခောက်ဆွဲပုံကြီးကိုစားနေတယ်တော့ကမီးလောင်နေပါလေအဲ့ဒီထဲကတခုခုပြက်အောင်လုပ်ရင်မိုးရွာပြီးဖြစ်ကြောင်းကိုရှင်းပြလိုက်ပါလေဝူခုံးကတော့အဲ့ဒီရက်ကလူတွေကအရန်ကိုပင်ပန်းနေကြပြီဖြစ်တာကြောင့် အပြစ်ကိုရတ်တန့်တင်လိုက်ပြီးဖြစ်ကြောင်းပြောလိုက်တာပါ။ဝူခုံးကလည်းခေါက်ဆွဲနဲ့ခွေးကိုအရင်ရှင်းပြီးတော့ကျက်နဲ့စဘာပုံရှင်းမယ်။နောက်မှတော့ကိုဖွင့်ရမယ်လို့ပြောလိုက်ပါလေ။နတ်မင်းတွေကတော့တော့ကသကြားမင်းစီမှာဖြစ်တာကြောင့်စိတ်လျှော့လိုက်ဖို့ဝူခုံးကိုပြောလိုက်တာပါ။ဇုံခုံးကကြက်စားနေတဲ့ဆံပုံကြီးကိုကုံအောင်လှုပ်ကြည့်ပေးမယ်။မရဘဲရှိနေခဲ့ပါလေ။ခွေးစားနေတဲ့ခေါက်ဆွဲပုံကြီးကိုလည်းကုံအောင်လှုပ်ပါလေ။ဒါမဲ့ဝူခုံးရဲ့တကူကြောင့်ခေါက်ဆွဲကလည်းရော့မသွားပဲရှိနေခဲ့ပါလေ။နတ်မင်းတွေကဝူခုံးရဲ့အဖြစ်ကိုကြည့်ကရီမောနေကြတာပါ။ နမင်းတစ်ပါးကဒီကိစ္စကိုသူတို့ရဲ့ခေါင်းဆောင်ကလုံနိုင်တယ်လို့ထပ်ပြီးတော့ပြောပါတယ်သူတို့ရဲ့ခေါင်းဆောင်လှုပ်ထားတဲ့အမားတွေကိုတောင်းပန်ပြီးတော့ကိုးထားတဲ့ပြည်သူဗန်နာတွေကိုပြန်ပေးကဝန်ခံလိုက်ပါကအစားအသောက်ရာအစီအပြေပြီးတော့မိုးတွေလည်းရွာတိုင်းပြည်လည်းစီမင်းသားဝါပြောသွားမှာဖြစ်တယ်လို့ပြောလိုက်ပါတယ်ဝူခုံးကတော့ဒီလိုဆိုတော့လည်းအလွယ်လေးပါပဲလားလို့ပြန်ပြီးတော့ပြောလိုက်တာပါပြီးတော့နောက်တစ်ခါမှတော့ဝူခုံးကတိုင်ကိုနန်းတော်ပြန်အောင်လာပြီးတော့အရင်ကဘာတွေမဟုတ်တာလှုပ်ထားတယ်လို့ခေါင်းဆောင်ကိုတန်းပြီးတော့မေးလိုက်ပါတယ် အဲဒီလိုမဟုတ်မတွေလှုပ်ထားတာကိုသိတဲ့တရားမင်းကတိုင်းပြည်လုံးအခုလိုဒဏ်ခတ်ထားတာပဲလို့ပြောပြလိုက်ပါတယ်။ဦးခေါင်ကတိုင်းခွေခေါင်းဆောင်အတိုင်းပြည်မှာတခုခုလှုပ်ထားတာကြောင့်ဒီလိုမိုးကောင်ရေရှားဖြစ်နေရတာဖြစ်တယ်လို့အားလုံးကိုပြောပြလိုက်တာပါ။ဒီအဖြစ်တွေကြေးမဲ့အချိန်ကိုကြက်နဲ့စပါးပုံခွေးနဲ့ခေါက်ဆွဲမီးလောင်နေတဲ့တော့တွေနဲ့အချိန်သတ်မှတ်ထားတဲ့အကြောင်းကိုပြောပြပါတယ်။တော့ကမီးလောင်ပြကြပြီးတော့စပါးနဲ့ခေါက်ဆွဲကုံမမိုးကရွာမှာဖြစ်တယ်လို့ပြောပြလိုက်တာပါ။ခေါင်းဆောင်ကလည်းဘာတစ်ခုမှသူမဟုတ်တာလှုပ်ထားတာမဟုတ်တဲ့အတွက် ဘာမှမကောင်းမှုလှုပ်ထားမိတယ်လေဆိုပြီးတော့ထိုင်စဉ်းစားနေရပါလိမ့်ဒီနေရာမှာတော့ဒီကောင်းဆောင်ဟိုနိုင်ငံကောင်းဆောင်ကြီးတော့မမိပါဘူးဟိုနိုင်ငံကောင်းဆောင်ကြီးဆိုဘာမဟုတ်တာလှုပ်ထားတယ်လေစဉ်းစားစရာမလိုပါဘူးဘာလို့လို့အကုန်မဟုတ်တာတွေပဲဖြစ်နေအောင်တန်းသိယုံပါပဲဆရဆက်ကောက်ဆက်ရမယ်ဆိုရင်နောက်တော့မှခေါင်းဆောင်ကဖះနဲ့တကြမသိဘူးထင်တာကြောင့် "तू आ မလုပ်တာလုပ်ခဲ့မိတယ်"လို့ဝန်ခံပြီးတော့ပြောလာခဲ့ပါတယ်။ခေါင်းဆောင်ကပြောဖို့ဆုံးအားနေတာကြောင့်အားလုံးကဝိုင်းဝန်းတိုက်တွန်းနေရပါတယ်။အားလုံးကအတန်တန်တိုက်တွန်းတဲ့အခါခေါင်းဆောင်က "तू आ သူ့ရဲ့သားအတွက်မကောင်းတာတွေလုပ်ခဲ့ရပါတယ်လို့ဝန်ခံလိုက်ပါတော့တယ်။ဘယင်းပြောပြကြရတရမှာရဲမတ်တယောက်ဟာဓမြတိုက်တဲ့သူတဦးကိုဖမ်းဆီးလာခဲ့ပါတယ်။ဘယင်းကြီးကဆင်မေးတဲ့အခါမှာအဲ့ဒီဓမြအမျိုးပြင်မာနေတာဖြစ်ပြီးတော့အချိန်မတော်ကြီးကိုနန်းတော်တွေကိုဝင်လာခဲ့တာပဲဖြစ်ပါတယ်။ဒါတော့မလို့ရဲမတ်တွေကတကိုးဓမြဆိုပြီးတော့ဖမ်းဆီးလာခဲ့တာပါ။ဘာကြောင့်ဒီချိန်ကြီးနန်းတော်တွေဝင်လာရပါတယ်လို့မေးတဲ့အခါသူဟာတတိယအောင်သူတယောက်ဖြစ်ပြီးတော့သူ့ရဲ့ဇနီးတွေဟာဒီနန်းတော်တွေကိုရောက်နေတာဖြစ်တယ်လို့ပြောပြပါတယ်။ သူရဲ့မိမအောင်နန်းတော်သခင်လေးဖြစ်သူဘရင်ကြီးရဲ့သားခေါ်ဆောင်သွားတာဖြစ်တယ်လို့လေတေသီးတယ်ကပြောပြလိုက်ပါလေအရင်တော့ကဒီလိုကိစ္စတွေရှိခဲ့ဘူးလားလို့မေးတဲ့အခါ၁၄၅၆ခါလောက်တော့ရှိပြီဖြစ်တယ်လို့ဘရင်ကပြောပါတယ်ဘရင်ပြောပြချက်ရသားဖြစ်သူရဲ့ခန်းထဲဝင်ရှာတဲ့အခါသားဖြစ်သူကကောင်မလေးကိုသူနားလာဖို့တင်းလိုက်ဆွဲနေပြီကောင်မလေးကထွက်ပြေးနေကြောင်းကိုပြောပြလိုက်ပါတယ်ကောင်မလေးကလည်းနေကင်းကြောင်တော်ကြီးဒါမျိုးမလုပ်ဖို့ပြောတော့သခင်လေးတန်းတန်းကဘာလို့လဲလို့ပြန်ပြီးတော့မေးပါတယ် တခင်လေးတန်းတန်းကအတင်းလိုက်ဖက်တော့ကောင်မလေးကသူ့မှာယောက်ျားရှိပါတယ်လို့ပြန်ပြောပါတယ်။တန်းတန်းလည်းကောင်မလေးရဲ့ယောက်ျားကိုငွေပေးလိုက်ရင်အားလုံးရှင်းသွားမှာပဲလို့ပြောလိုက်တာပါ။ကောင်မလေးကပန်းအုံးနဲ့ကောက်ထုဖို့ရွယ်လိုက်တဲ့အခါတန်းတန်းက "तू ကဘာသူလဲသိလား။ तू ကိုဒီလိုထူရဲသလားလို့မေးလိုက်ပါလေ။ तू ကိုထူရင်တမျိုးလုံးအသက်ခံမှာဖြစ်တယ်လို့တန်းတန်းကကောင်မလေးကိုပြောလိုက်ရင်းနေပဲ။ဒီဘိုင်းဟာဒီမှာခိတ္တခဏရန်နာသွားပါလေခင်ဗျာ။ ဟုတ်ကဲ့ပါဒီနေ့အတွက်တင်ဆက်မှုကတလောက်ပါပဲခင်ဗျအနောက်ဘက်ကိုခီးသွားခြင်းမှတ်တမ်းဒါအပြန်ပဲပြောပြောနောက်ဆက်တွဲပဲပြောပြောနောက်ထပ်အပိုင်းဆက်တွေကဆက်ပြီးတော့ရှိနေဦးမှာဖြစ်ပါတယ်ဆိုတော့နောက်နေ့မှာလည်းဆက်လက်ပြီးတော့လာအောင်ကြည့်ရှုအားပေးကြဖို့ဖိတ်ခေါ်ရင်းနဲ့ channel subscribe လုပ်ဘေးနာခေါင်းလောက်နှိပ်ပြီးတော့စောင့်ကြည့်နိုင်ကြအောင်ပါဒီနေ့မှာအစားကနေဆုံးနေလိုက်ပါကြည့်ရှုအားပေးခဲ့တဲ့မြောက်ချေသူပေါင်းတို့တော်ကောင်းတို့တယောက်ချင်းနေတဲ့ဂျေဆုတို့ပဲတင်ရှိပါရခင်ဗျာကျွန်တော်အန့်ခင်မှုပါ